ရေလျှောက်ပြိတ်တာဒင်းနာမြေကမ်းဘေးမှာတော့စစ်တပ်တက်တက်သည်ရန်သားစခန်းချလျက်ရှိထိုးစစ်တပ်ကရာဇဂျိုပြည့်ရှင်ဗိမ့်ပိတာယမင်းကြီးဤစစ်တပ်ဖြစ်ဤအခောပဏီတက်ကြီးမဟုတ်သည့်တိုင်ဤစစ်တပ်က တာမန်စစ်တပ်တော်မဟုတ်စင်တက်လဲပါဝင်သည်မြင့်တက်ချေလင်းသူရဲတက်များလဲပါဝင်ပြီးကောနီယာစစ်သူကြီးအမတ်ကကွက်ကဲအုပ်ချုပ်လေယခုဤစစ်တပ်စခန်းချရန်နာနေခြင်းမှာနေဆက်၌စူပူထကြွတောင်းကျမ်းနေကြသောခိုးသားဒါပြတပုံတို့ရန်ကိုနှိမ်နှင်းပြီး၍နေပြည်တော်တို့အပြန်ခိတစခန်းချနေခြင်းပင်ဖြစ်ပေ၏ ခင်ကမြင့်ရီတို့ကတသွင်သွင်စီးလျက်ရှိချေဤထိုချိန်ဝဲခိတစခန်းချစစ်တက်မှကောရီးယားစစ်သူကြီးအမတ်ဤအမိန်တန်ကကြီးလင်းပြက်သားလာခဲ့လေဤရဲမတ်တို့တင်တို့အားလုံးကုန်းကြောင်းမှသွားကြကုန်တော့နန်းခီမှာတစုံတရာမဖြစ်စေဖို့အတွက်ဆိုင်ရာတို့ကအုတ်ကဲကြပါငါကတော့ရေချောင်းကလိုက်ခဲ့မင်းအသင့်ပြင်း ဒီနောက်မှာတော့ဖြင့်ဂင်ဃာမြေကံယူရန်တလျှောက်စင်တက်မြင်းတက်ခြေလင်းတက်တို့တရွေ့ရွေ့လှူရှားထွက်ခွာနေသည်ကိုတွေ့မြင်ရလေတည်းကောဒီယာသည်မြေကျောင်းအတိုင်းလေဖြင့်စုံမျောလာခဲ့ပြီးဤ၌မြေကျောတွေ့လင်ကိုသည့်အလိုက်မြေကျောဖြောင်းလင်းဖြောင်းသည့်အလျောက်စုံမျောလာခဲ့ရာတနေရာသို့အရောက်တွင် သူသည်တအန်တာအောဖြင့်ပါဇက်အဟောင်းသားဖြစ်သွားလေတော့၏အကယ်၍အဆိုပါမြင်ကွင်းကိုသူကဲ့သို့မြင်ရသူဆိုပါလျင်လေတအန်တာအောဖြင့်ပါဇက်အဟောင်းသားဖြစ်မှာတေချာလာပေ၏ ကောဒီယာသည်ထိုမြင်ကွင်းကိုမျက်တောင်မခတ်တမ်းစိုက်ကြည့်နေရင်းမှာပင် သူမြင်တွေ့နေရသောအရာသည် သူနှင့်တဖြည်းဖြည်းနီးကပ်လာနေခဲ့သည် ထိုတို့တဖြည်းဖြည်းနီးကပ်လာအောင်လဲထိုမြင်တွေ့နေရသောအရာကသူနှင့်ကပ်လှမ်းလာနေခဲ့သည် မဟုတ်ပါလားမြေပေါ်ဆိုလျင်တော့ဘာမျှအံ့ဩစရာမရှိယခုတော့ဘလို့တတဝါမန်းခွဲချ၍မရနိုင်သောအရာသည် ရေပြင်ကိုမြေပြင်သဘောမှလျက်ရှောက်လန်းနေသည်မို့အံ့အားတတင့်ဖြစ်ရခြင်းပါပဲ တို့ဖြင့်တဖြည်းဖြည်းနီးကပ်လာလေတော့မှ ရေလေကောင်တွင်တွေ့လိုက်ရသည်ကပြိတ္တာတကောင်ဖြစ်နေသည် ထိုပြိတ္တာသည် အဝိမပါဗလာကိုထီးအချီနီးဖြင့်မျက်နှာပေါက်ကိုကအလွန်အလွန်ကြောက်เสียကောင်းနေသည်ထိုပြိတ္တာသည်ဥကောင်တွင်ငူပန်းတွေကိုဝင်းနေအောင်ပတ်ချီပန်းဆင်ပြီးရေပေါ်၌တလန်းချင်းရှောင်နေသည် ကိုရီးယားနှင့်ပြိတ္တာတို့သည်တဦးကိုတဦးမြင်တွေ့နေရသည့်အတွက်ကိုရီးယားကလည်းရှောင်ထွက်မသွားတကယ်သို့ပြိတ္တာကလည်းရှောင်ထွက်မသွားကိုရီးယားရှိရာတဲတဲသို့ပင်ဥတီ၍လာနေခဲ့သည့်ကိုရီးယားအဖို့အံ့ဩနေမိသည်ကလွဲ၍ကြောက်စိတ်တို့အလင်းမရှိခဲ့။ဒါ ပြိတ္တာကောင်ပဲနေပါဦးဒီပြိတ္တာကောင်ဟာကိုယ်ဆောင်မသွားပဲဘာကြောင့်များငါရှိရာတဲတဲ့ကိုပဲလာနေတာပါလေဤတွေးဖြင့်ပင်ပြိတ္တာကိုမျက်ချီမပြတ်စူးစိုက်ကြည့်နေစင်မှာပင်အနည်းတို့ပြိတ္တာကောင်ရောက်ရှိလာလာခဲ့ပါပြီလေကိုရက်တန့်စေလိုက်ပြီး အိုပြိတ္တာတင်ဟာပြိတ္တာတကားတို့အနက်ထူးဆန်းလာတဲ့ပြိတ္တာဖြစ်ပါရဲ့ခင်းကမြည်ရည်ပြင်ကိုပြေပြင်းလိုပဲခြေလင်းလျှောက်လာတာဟာအံ့ဩပွဲကောင်းလာပါတယ်အဝိစားမရှိခေါင်းမှာပန်ထားတဲ့ငူပန်းတွေကလည်းတဝေဝေနဲ့တင်းဘလို့ဖြစ်ရတာလေတင်ဟာဘဲကိုသွားမလို့ပါလဲ ဟူ၍ရရင်ပြတ်သားစွာမေးလိုက်၏ထိုခါပြိတ်တာလဲရေပြင်ပေါ်တွင်ရက်လျက်အဆွေအမတ်ကြီးကျွန်ုပ်ဟာလူဖြစ်ခဲ့စဉ်အခါတုန်းကတားကောင်တွေကိုဖမ်းဆီးတက်ဖြတ်ရောင်းချမိတဲ့မိုးဆိုးအလုတ်ကိုလုတ်ကင်ခဲ့သူဖြစ်ပါတယ်အဆွေအမတ်ကြီးပါရနတိမျိုးရဲ့အနောက်ဘက်မှာဝါသဘဆိုတဲ့ရွာကြီးတရွာရှိပါတယ်။အဲ့ဒီရွာကိုလွန်မြောက်တဲ့အခါဆန္နလတိက ဆိုတဲ့ရွာကို တွေ့ရပါလိမ့်မယ်။အဲ့ဒီဆန္နလာက ရွာမှာကျွန်းဟာမိုးဆိုးတယောက်ပေါ့ ကျွန်ုပ်ဟာတောလိုက်ထွက်ရာကနေရွာရှိရာပြန်ရောက်တဲ့အခါတိုင်းရွာတကားဝကိုရောက်တဲ့အခါခလေးသူငယ်တွေက ကျွန်ုပ်မှာပါလာတဲ့အသားတွေကိုတောင်းလေးရှိကြပါတယ်။အဲ့ဒီလိုအခါမျိုးမှာကျွန်မကလည်းကြည်ဖြူစွာနဲ့တောင်းနိုင်ပေးခဲ့တာပါပဲ။အဲ့ဒီအလုပ်ဟာတနေ့တည်းမဟုတ်ပါဘူး။နေ့စဉ်လှုပ်ဆောင်ရတဲ့အလုပ်ပါ။အဆွေအမတ်ကြီးတနည်းမှာတော့ကျွန်ုပ်ဟာတော်ရဲဝင်ပြီးအမဲလိုက်ပေမဲ့တားကောင်တကောင်မှမရခဲ့ပါဘူး ပြီးတော့လက်ချီပလာနဲ့ပြန်လာခဲ့တဲ့အခါလက်မငူပန်းတွေပင်လုံးကျွတ်အောင်ဝင်နေတာကို တွေ့လိုက်ရပါတယ်။အဲ့ဒါနဲ့ဘာမှမရတာနဲ့စာရင် တော်ပါသေးရဲ့လို့ဆိုပြီးငူပန်းတွေကို ခုဆွတ်ချိုးခဲ့ပြီးကိုယ်တိုင်လည်းပန်းရွာရောက်တဲ့အခါကလေးတငယ်တွေကိုလည်းပေးဝေခဲ့ပါတယ်။အဆွေအမတ်ကြီးကျွန်ုပ်ဟာအဲ့ဒီဘဝကကွယ်လွန်တဲ့အခါမိုးဆိုးအလုတ်ကိုလုတ်ကင်မိခဲ့တဲ့မကောင်းမှုအကုသို့အကျိုးဆက်ကြောင့်ယခုဘဝမှာအဆွေမြင်တွေ့ရတဲ့အတိုင်းတိတ်တာဘဝကို ရောက်နေရပါတယ်။ အဆွေအမက်ကြီးကျွန်ုပ်ဟာအစာမစားရပါအစာဆိုးလို့အိမ်မက်ထဲမှာတော့မမြင်ဘူးပါ ဆန္ဒလထီကရွာမှာကျွန်ုပ်ရဲ့ဆွေမျိုးနာတိတွေရှိပါသေးတယ်အခုအစာရေစာရရှိမယ်ထင်လို့ဆွေမျိုးနာတိတွေရှိရာကျုပ်သွားမှာဖြစ်ပါတယ် အခုကျွန်တော်ဟာဆာမှုတိတ်နေပါတယ်အမတ်ကြီးအင်းတင်ဖြစ်ကလည်းဒုက္ခကြီးလာပါကလားကောဒီယာအဖို့ပြိတ္တာပေါ်တွင်တနာစိတ်လျက်ရှိဤတွင်မိမိနပါလာသောမှန်လုံးကို၎င်းထမင်းကို၎င်းပဆိုးအစုံကိုလည်းကောဤမိမိဤလေပေါ်၌အတူပါလာသော စတ္တာသည် ဥပါဒကာကို ပေးလူဤထိုအလှူဒါနဤကုသိုလ်ဖို့ဘာကကိုပြိတ္တာအားပေးဝေဤပြိတ္တာလဲတာရုခေါ်ဤတာရုသုံးကြိမ်ခေါ်ပြီးပြိတ္တာလဲခဏချင်းပင်ကိုပေါ်၌အဝိပစိုးစုံတို့ဖြစ်ပေါ်လာကုန်ဤအစားအစာတို့လဲရရှိကုန်ဤကောလိယလဲထိုဖြစ်ကိုမြင်တွေ့ရသည်အတွက်ဝမ်းမြောက်ကြည်မိကာခင်ကမြေကြောင်တိုင်းဆက်လက်၍ဆုံခဲ့ပါသည် ဝရဏတိမျိုးကနနခိဤနေကြီးအောက်တွင်လှုပ်ရှားတော်လာသူများဖြင့် အထူးပင်စီကားနေလေ၏ထိုချိန်မှာပင် အမတ်ကြီးကောလိယစီးနှင်းလိုက်ပါလာသော လေသည်လဲဗာရဏတိစိတ်ကန်း၌စိုက်ကပ်ပါချေ၏ကောလိယသည် လေပေါ်မှဆင်းသက်ကားကမ်းပေါ်သို့တက်ခဲ၏ဤ၌ကောင်းကင်သို့မောကြည့်လိုက်သည့်အခါကောင်းကင်ထက်မှဇန်တန်ကိုဖြင့်ဆင်းသက်လာသောဖျားရှင်ကိုမြင်တွေ့လိုက်ရာယိုသေးစွာရှီကိုးပါချေ၏ထို့နောက်ခရီးရောက်မဆိုင်သို့တကယ်သို့ပင်ဖျားရှင်အား အရှင်ဖျားတပည့်တော်အားတနာကယုနာထားလျက်တပည့်တော်လှူဒန်းမဲ့စွန်းကို အလှခံတော်မူပါဖျားဟူ၍ပေးလျှောက်တော်မူလျာဖျားရှင်လည်းနှုတ်ဆက်နေတော်မူလေ၏ထို့သောဖြင့်ကောလီယာလှူဒန်းမိစွန်းကိုလက်ခံတော်မူကြောင်းပြသတော်မူ၏ကောလီယာလည်းဖျားရှင်လက်ခံတော်မူမှန်းသိလျင်ဩဇာအာနာညောင်းသူပီပီလက်အောက်ငယ်သားများနှင့် ားချင်းဆိုသလိုပင်စွန်ကျွေးမန်းနက်ကြီးကိုဆောက်လုပ်လေတော့ဤစွန်အတွက်ကိုလည်းစီမံခန့်ခွဲကာတာဝန်များပေးလေဤဖျားရှင်ကအိန္ဒိယဤဒေသသို့ကျော်မူလာရခြင်းအကြောင်းမဲ့တသက်မဟုတ်ကောနီးယားဤအလှူဒါနကိုအကြောင်းပြု၍လူများစွာတို့နှင့်တကွတိတ်တာများစွာတို့ဤချမ်းသာရာချမ်းသာကြောင်းအကျိုးရှိရာအကျိုးရှိကြောင်းကို မြင်တော်မူသဖြင့်တမင်တကာကြော်မူလာခြင်းပင်ဖြစ်လေတည်း ကောနီးယား၏စွန်ကျွေးအလှုပ်ကြီးကခန်းနာထေဝါလှပေ၏စွန်ကျွေးပွဲကို ရုပ်ချင်းစီစဉ်ရသည့်တိုင်အောင်ချွတ်ချော်တိမ်ပါမှုအားနေချက်တို့ဘာဆိုပါမျှမရှိပရိသတ်အပေါင်းဖြင့်အုတ်အုတ်ကြက်ကြက်စီကားလှပါပေ၏ဖျားရှင်လည်းပင့်ထားသောနေရာ၌ထိုင်တော်မူ၏ကောဒီယာသည် တာဟတိဒါနာမြောက်စေခြင်းနာကိုရိုင်းဆုံးကတ်လုတ်ကျွေးဖျားရှင်ဆုံးဖုံးပေးပြီးသည့်အခါတွင်ကောရီးယားသည်ခင်ငါမြေရေပြင်၌ရေလျှောက်ပိတ်တာနှင့်တွေ့ဆုံခဲ့ရသည့်အကြောင်းကိုလျှောက်ထားလေ၏ထို့အခါဖျားရှင်သည် တန်ဃာများလာစေတည်းဟုစိတ်တော်ဖြင့်ဆန္ဒပြုလေ၏ထိုခါဖျားရှင်ဤဆန္ဒတန်ခိုးတော်အတိုင်းတန်ဃာအများကြွားရောက်လာကြပြီးဖျားရှင်အားဝင်းရံကြကုန်၏ကောဒီယဖို့ဖျားရတနာသာမကတန်ဃာရတနာကိုပါဖူးမြင်ရသည့်အတွက်စိတ်နှလုံးချမ်းမြေ့ခြင်းဖြစ်ရလေ၏တို့ဖြင့်တန်ဃာတော်တို့ကိုလည်းဆွန့်ခဲပွေဘောစဉ်တို့ဖြင့်လည်းလှုပ်ကြွေးပြန်လေ၏ ထိုချိန်ဝယ်လူပရိသတ်အပေါင်းတို့လည်းတရားထူးတရားနာကြခွင့်ရကြတော့မည်ဟုဆိုကအရှိုးအရှိုးရောက်ရှိလာကြရာမန်းတဲ့တစ်ခုလုံးပရိသတ်များဖြင့်ထူးကဲစွာ ပြေးသွားလေတော့ဒီတကားဤနဘုရားရှင်လည်းလူအပေါင်းတို့အားတနာဆောင်ရှောက်ချီးမြောက်တော်မူရန်အတွက်ဝါရဏတိမြို့အနီးပါးရှိကျေးရွာများမှလူအပေါင်းတို့ရောက်ရှိလာကြစေတည်းဟုအဋိဋ္ဌံပြုတော်မူရာအဋိဋ္ဌံသည့်အတိုင်းဝါရဏတိမြို့ဝန်းကျင်အနီးရှိကျေးရွာများမှ လူအပေါင်းတို့လည်းတောင်းတောင်းဖြဖြရောက်ရှိလာကြကုန်၏ထိုမှတဖန်ဖျားရှင်အရက်ထဝင်းကျင်၌ရှိကုန်ကြသောပိတ္တာအပေါင်းတို့လည်းရောက်ရှိလာကြစေတည်းဟူအတိတ်ထံပြုတော်မူပြန်၏ထိုအခါပိတ္တာအပေါင်းတို့လည်းရောက်ရှိလာကြကုန်၏ဤ၌ပရိသတ်သည်လူပရိသတ်နှင့်ပိတ္တာပရိသတ်သည်ဟူ၍ ပရိသတ်နှင့်စုကွဲသွားကြလေလူပရိသတ်အပေါင်းတို့သည်မမြင်စဘူးထူးဆန်းလာစွာဖြင့်ကြိတ်တာပရိသတ်အပေါင်းကို တွေ့မြင်ကြရလေထိုကြိတ်တာပရိသတ်ကအမျိုးမျိုးအဖုံဖုံအချို့သောကြိတ်တာတို့သည်အဆုတ်ဆုတ်ပြက်ပြက်ဖြစ်နေသော အဝိဆပစိုးချမ်းတို့ကိုဝစ်ဆင်ကြကုန်၏အချို့သောကြိတ်တာတို့ကအဝိဟုမရှိဘဲမိမိတို့၏သပင်ဖြင့်တာလျင် ကိုအင်းငါကြီးငယ်တို့ကို ဖုံးလွှမ်းအုပ်ဆိုင်ထားကြကုန်၏ အချို့သောပြိတ္တာတို့ဆိုပါလင်အဝိမပါဗလာကိုတီမိငွေတိုင်းဖမွေတိုင်းအနေထားရှိကြကုန်ဤထမင်းကြံဟင်းကြံအံဖတ်တို့ကို၎င်းကိုဝင်မွေးဖွားပြီးဖြစ်ပေါ်လာသောအညစ်အကြေးအရေးအရွဲတို့ကိုစားတောက်ခွင့်ရရန်တွာလာရှာဖွေနေကြ၏အချို့သောပြိတ္တာတို့သည် အစာငတ်မော့တချင်းရေငတ်မှုချင်းစသည့်ဒုက္ခဆင်းရဲကြောင့်အခမ်းရခက်စွာ လူတို့ရှေ့နောက်တွင်ဟိုလျှောက်တီလျှောက် ခေါတုံလူလာရှောင်းနေကြလူအပေါင်းတို့လည်းထိုးထိုးသောပြိတ္တာအလုံးစုံတို့ကိုမြင်တွေ့ကြရသည့်အခါတွင်ကြောက်လန့်ခြင်းကိုအတာထားတရားတန်သည့်ဂစိတ်တို့ပွားများဖြစ်ပေါ်လာကြလေ၏ထိုအခိုက်ဖျားရှင်သည်ပြိတ္တာအပေါင်းအားဟူသွားသည်လာမပြုစေဘဲတနေရာထဲ၌စူဝေးစေရန်အဋိဌံတော်မူလိုက်ရာပြိတ္တာအပေါင်းတို့တလုံးတစည်းတည်းဖြစ်သွားကြလေ၏ ူတို့ဤမနှောစိတ်ခံကလက်တွေ့မဟုတ်သည်။မယုံကြည်တတ်သောသဘောရှိချေ၏လက်ခံဖို့ရာလဲစိတ်ကူးမရှိ သူတို့သည်ကနဦး၌ပြိတ္တာရှိသည်ကိုမယုံကြည်ခဲ့ယခုပြိတ္တာတို့၏အစင်းတွင်တို့ကိုမြဝါထင်ထင် တွေ့မြင်ခဲ့ရပေပြီးပြိတ္တာတို့၏စကားကိုလည်းကိုယ်တိုင်ကြားရလေပြီးထိုအခါမယုံကြည်သူဟု၍မရှိကြတော့ယုံကြည်မှု၏ နောက်ဆက်တွဲမှာတော့များစွာပင် တုံးလုံးချင်းတို့ဖြစ်ပေါ်လာရ၏တုံးလုံးသည့်အတိုင်းအကုသိုလ်မှုများကိုရှောင်ကျဉ်၍သီလကုသိုလ်ဒါနကုသိုလ်ဘာဝနာကုသိုလ်များပွားများရမည်ကိုနားလေသဘောပေါက်လာကြ၏ထိုအခါမြတ်စွာဘုရားရှင်လည်းကောဒိယအမတ်နှင့်တကွပရိသတ်တို့၏ တန်ဝေကစိတ်တက်တို့ကိုတည်တော်မူသဖြင့်တရားဓမ္မဒေသနာတော်အားအကျယ်ဟောကြားလေသည်ရှိသောတရားဒေသနာတော်အစုံ၌8400မြရှိကြကုန်သောတတော်အပေါင်းတို့လည်းကြွတန်းဝင်ဝင်ကြကုန်။တည်းပုံပြင်လေးကိုနားထောင်ပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။ Channel လေးကို Subscribe လုပ်ပေးခဲ့ကြပါဦး။နောက်ပုံပြင်လေးတွေမှာပြန်တွေ့ကြမယ်နော်။မှုရင်ရေးသားသူအားလေးစားစွာဖြင့် Credit ပေးအပ်ပါတယ်။